အာဆင်နယ်ရဲ့နံပါတ်1ပြည့်မဲ့အလက်ဇန္ဒားအီဆက်နဲ့ချန်ပီယံလိဝင်ဝင်9နေရာရတာကြောင့်ယုံကြည်မှုပြည့်ရှိနေခဲ့တဲ့နီယူကာဆင်ညူကာဆယ်တို့ကတော့လက်ဇန္ဒားအီဆက်တို့ဘရူနိုကူမာရီကိုစပီထိန်းထားဖို့ဆိုချန်ပီယံလိဝင်ရမှာဖြစ်ပါတယ် ဒါပေမဲ့သူတို့ကံကောင်းတယ်ပြောရမလားမသိဘူး။လာမယ့်ရာသီမှာပရီးမီးယားလိကချန်ပီယံလိဝင်ဝင်ငားနေရတော့ရပြီ။ပုံမှန်ဆိုပရီးမီးယားလိက1 2 4ဝင်မှချန်ပီယံလိဝင်ရတာ။အခြားယူရိုမှာချန်ပီယံဖြစ်တော့မှဒီယူပါလိမှာချန်ပီယံဖြစ်တော့မှချန်ပီယံလိဝင်အက်စ်ထရာတနေရာရတာ။ ဒီ124ပြင်ပအတင်းဆိုရင်ပေါ့လေဒါပေမဲ့နယူကဆဲအတွက်ကံကောင်းတယ်ပြောရမှာကအခု124တဲ့တိုးဝင်မှုသူတို့စူးစမ်းတဲ့အခါမှာအခက်အခဲတချို့ရှိပေမဲ့125ဝင်တာနဲ့ချန်ပီယံလိဝင်ရပြီတနည်းဆိုတနည်းဆိုတော့အရန်တိတာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့လက်ရှိပရီးမီးယားလိကဝင်ရောက်ရှင်ပြိုင်နေခဲ့တဲ့ဥရောပရဝန်းကကလပ်အသင်းတွေမှာဆိုရင်ပရီးမီးယားလိကလပ်အသင်း9သင်းဝင်ပြိုင်နေတဲ့မှာ9သင်းက quarter final နဲ့တက်သွားတယ်အဲ့အတွက် အဲ့ဒီနိုင်ငံအလိုက် ranking နေမှာဆိုရင် league အဆင့်တန်းမှာဆိုရင် premier league ကပိုပြီး strong ဖြစ်တာဖြစ်တဲ့အတွက်အခုဆိုရင် league ranking မှာဆိုရင် premier league ဒီနံပါတ်1နေရာမှာရှိနေတယ်အဲ့လို့ဆိုဒီရမတ်တွေကြောင့်အရင်ပြောပြမယ် league ranking မှာဆိုရင်အင်္ဂလန်က24မတ်နဲ့ premier league ကဒါ9သင်းထိ quarter final နဲ့တက်ရောက်သွားခဲ့တဲ့အတွက်ရမတ်တော်တော်လေးရနေ league ranking နှစ်နေရာမှာရှိတာက spain သူတို့ကတော့၄သင်းထိ quarter final နဲ့တက်ထားခဲ့တယ်ဒါက champion league europa league conference league ဲ့လိုမျိုးပေါ့စပိန်ကတော့22မှတ်တတိယနေ့မှာအီတလီက16မှတ်ဂျာမနီက18မှတ်သူတို့ကတော့3သင်းစီထီတော့ဒီဥရောပရဝန်းတွေမှာကြံသေးတယ်ပြိုင်ပွဲတွေမှာပေါ့လေအဲ့လိုဆိုတော့အင်္ဂလန်ပရီးမီးယားလိအနေနဲ့လာမယ့်ရာသီမှာဝင်ခွင့်တနေရာရပြီသူတို့လီရန်ကင်းရဆိုရင်တော့အဆင့်1မှာရှိတဲ့လီနဲ့အဆင့်2မှာရှိတဲ့လီနဲ့က နောက်ရသီမှာ Champions League ဝင်တနေရာစီ extra ရတာအဲ့တော့အဆင့်တက်မှာရှိတဲ့ England Premier League ကအဆင့်နှိရောက်ခဲ့မဲ့ဆိုရင်တော့မှစိတ်ပူစရာမရှိဘူးလောလောဆယ်အမှတ်နေထားရလဲတတိယနေမှာရှိတဲ့ Italy 16မိနစ်ကအရန်ပြတ်သွားပြီပြောလို့ရတယ်အဲ့ဆိုတော့လာမယ့်ရသီမှာ England Premier League ဒီ Champions League ဝင်9နေရာရပဲအဲ့ဆိုတော့ Newcastle အကြောင်းကျွန်တော်ပြောလိုက်အောင်ဘာကြောင့်သူတို့အတွက် Champions League ဝင်အသေးအတန်အရေးပါလဲသူတို့မှာ quality player တွေရှိတယ်တိုနာလီတို့လို့ အီဆက်တို့လိုဘရူနိုဂွီမာရီတို့ဒီလိုကစားသမားကြီးစပီးထိန်းထားဖို့ဆိုငွေအပြင်ချန်ပီယံလိဝင်ဝင်ဆိုတဲ့ဂုံတစ်ခုကလည်းအရေးပါတယ်အခုသူတို့ကကာလာဘောင်ကက်ရသွားပြီဒါပေမဲ့အဲ့ကာလာဘောင်ကက်ရသွားတဲ့အခါဘာဝင်ဝင်ရလဲဆိုတော့ conference league သူတို့လက်ရှိပိုင်ထားတဲ့ player quality အစင်တန်းရဆိုရင် conference league ကမမောလောက်စရာမရှိဘူးဒါပေမဲ့ဥရောပဝင်တစ်ခုဖြစ်တော့ဒါ appreciate ဖြစ်ပါတယ်ဒါပေမဲ့အီဆက်တို့ဘရူနိုဂွီမာရီတို့ပြောရလဲရှင်းတယ်ချန်ပီယံလိဝင်မရခင်ရေးကြီးရမျက်နှာကသူတို့ကပြောင်းပါပဲ အဲ့ဒီမှာဘရူနိုဂူမာရဲ့နည်းနည်းတော်သေးရပြောရမယ်။သူကကျတော့လက်ရှိကာဆယ်ရဲ့လောက်ခလာစအမြင်ပေါင်းဆုံးကစားသမားကာဆယ်ရဲ့လုတ်ချင်တာလုတ်ခွင့်ပေးထားတဲ့ဘွေးမီပလေယာလို့ပြောလို့ရတယ်။ဒါပေမဲ့အီဆက်ကသဘောတော်ကြအဲ့လိုမဟုတ်ဘူး။လက်ရှိ contract အရာရောထပ်ပြီးချုံမဲ့မမောလောက်ဖွေရကန်းလက်မဲ့လုတ်ခလာစအနေထားရရော one wine လည်နေတဲ့အသင်းတွေရဲ့အနေထားကြောင့်ရောအီဆက်ကကြိုက်တာရွေးလို့ရတယ်။အခုကျွန်တော်တို့တစ်ချက်ပြပြမယ်။အဲ့ဒါဘာလဲဆိုတော့လက်ရှိ နယူကာဆယ်အသင်းရဲ့အခြေအနေပရီးမီးယားလိမှာဆိုရင်125ဝင်ချန်ပီယံလိဝင်ရမယ်ဆိုပေမဲ့ကျွန်တော်အဆင့်တက်မှာရှိတဲ့လစ်ပါဘူးရမှတ်80မေးလိုက်တော့အဆင့်တက်မှာရှိတဲ့အာဆင်နယ်ရမှတ်58မှတ်မေးလိုက်လို့ရပြီနောက်ဆုံးအဆင့်3မှာရှိတဲ့ Northern Forest 54မှတ်ဆွဲချဖို့မလွယ်တော့ဘူးအဲ့တော့သူတို့အနေနဲ့အဆင့်4မှာရှိတဲ့ Chelsea နေရာ49မှတ်ကိုရှင်ပြီးလူနေရာအဲ့နေရာကိုဝင်လူနေရဲ့အသင်းနေရာ Chelsea 49မှတ် မန်ချက်စတာစီးတီး48မှတ်နယူကာဆယ်48မှတ်ဘရိုက်တန်48မှတ်အောက်မှာဗီလာတို့ဘာလို့55မှတ်အသင်းနေရှိရဲ့ခဏထားလိုက်အောင်ဒါပေမဲ့အဆင့်၄နဲ့၅နဲ့နှစ်နေရာအတွက်ဒီလေးသင်းကအပြိုင်ဆိုင်ပဲချဲစီမန်စီးတီးနယူကာဆယ်ဘရိုက်တန်ဘရိုက်တန်ညမှာဗီလာဝင်ကောင်းဝင်သွားနိုင်တယ်ရှေ့ရှေ့ပြိုင်ဖို့မှာဆိုရင်ပေါ့လေအဲကျွန်တော်တို့ကိုးပွဲလောက်ကြင်ရမယ့်အနေထားလည်းရှိသေးတာဟုတ်အဲ့ဆိုတော့လက်ရှိရမှတ်အနေထားရဆိုရင်ဘာကြောင့်ကာဆီယက်ပို့ပြီးအားသက်ချက်ရှိသွားဆိုသူကတပွဲရော့နေတာ အခုအနေထားရဆိုတော့အဆင့်6မှာကာဆယ်က48မှတ်ဆိုပေမဲ့အဲ့ဒီလက်ကျန်တပွဲဆိုတာနိုင်ငံရမှတ်90နဲ့အဆင့်400ချက်စီးနေရဖို့ပါတိမ့်ပိုက်သွားလို့ရပြီဒီအနေထားတွေကြောင့်ချန်ပီယံလိဝင်ဝင်အခြေအနေကောင်းနေခဲ့တဲ့နယူကာဆယ်တို့ကသူတို့ရဲ့ဒီကစားမကြီးထိန်းထားခြင်းထိန်းထားနိုင်မှုလေယုံကြည်မှုအပြည့်ရှိအာဆင်နယ်ဘက်ကိုကြုံတစ်ချက်ကြည့်လိုက်အောင်အာဆင်နယ်ကကြတော့အီဆက်ကိုလိုချင်တယ်လိုချင်တာမှတော်တော်လေးလိုချင်တာငွေသုံးမသုံးကတော့ဒါသူတို့အပိုင်း သူတို့ပြစ်မှတ်ထားတဲ့ကစားသမားစီးနေမှာဆိုရင် Eset နဲ့ Sasco ပဲဒါပေမဲ့ Sasco ကို Eset မရတော့မှဝယ်မယ်ဆိုတဲ့ပုံစံမျိုးတွေနောက်ပိုင်းရိတ်ဖန်းတန်ဖန်းနည်းနည်းကြားလာရတယ်အဲ့တော့ Sasco ကလိုသုံးတော့မဟုတ်ဘူးဒါပေမဲ့ဒီဘွေရိုင်းပြီး player နှစ်ယောက်ကမရမှာအခြားပြစ်မှတ်တွေကိုရွေရှားမှဖြစ်တဲ့အတွက်ဒီနှစ်ယောက်ထက်တူတို့သူတို့ရောက်ဥမှာပဲဒီနေရာမှာပေါင်တန်း150ဘာညာ Eset နဲ့ပတ်သက်ပြီးတော့ဒီဥက္ကစေတော့ဈေးကတ်ထားဆိုပေမဲ့ချန်ပီယံလိဝင်ဝင်တာမရခဲ့ရင် Eset ရဲ့သဘောဆန္ဒကိုသူတို့အထိုက်ရောက်တော့ gentleman agreement တချို့ရလက်လွတ်ရဖို့ရှိနေတယ်။အဲဆိုဈေးရိုင်းတော့ကြီးမဲ့သဘောမှာတော့မရှိဘူး။ဒါပေမဲ့ကျွန်တော်တို့ Premier League ရဲ့ဝိုင်းဝိုင်းလည်နေအသေးအနေထားနေဆိုကြည့်ရမှာတခုပဲ။ ਈ ဆက်ကဲသဘောထားဆိုတာထက် Newcastle Champions League ဝင်ဝင်ရမရပဲ။ဒါပေမဲ့ Newcastle အတွက်ကံကောင်းတာကလက်ရှိကြီးမှာတပွဲရော့နေတယ်။နောက်တစ်ချက်က Champions League ဝင်ဝင်နေရာမှာအဆင့်၄ရောအဆင့်၅ရောဝင်တိုးခွင့်ရှိသွားတဲ့အနေထားဖြစ်သွားတယ်။နောက်တစ်ချက်က အသင်းကလက်ရှိချိန်မှာဥရောပဝင်ဝင်တနေရာဖြစ်တဲ့ Conference League ကိုပဲရထားတယ်။အဲ့ဒါကနောက်ရာသီမှာဥရောပမှာဝင်ပြီးကန်လို့ရမယ်ကစားသမားတွေဆွဲဆောင်လို့ရမယ်အနေအထားတစ်ခုဖြစ်တယ်လို့လက်ရှိကစားသမားတွေရဲ့မန်တယ်ပိုင်းကိုလည်းအကောင်းဆုံးလှုံ့ဆော်ပေးနိုင်တဲ့လောလက်လက်ရတာတဲ့ Superlar တစ်ခုပဲ။ Superlar တစ်ခုကဘလောက်ပဲနိုင်ကြနေပါစေရှင်ရင်းဆွဲကစားသမားတွေအတွက်ဆွဲဆောင်နိုင်တဲ့အကောင်းဆုံး celebration တစ်ခုပဲကျွန်တော်တို့ကကစားသမားတွေနှစ်ရှည်ကွန်ထွက်ချုပ်လို့ရတယ်လောကရသအများကြီးပြေးလို့ရတယ်ပရောဆက်တွေအားလုံးနဲ့ဆွဲဆောင်လို့ရတယ်ဒါပေမဲ့တကယ် reality ဖလားယူထားနိုင်တဲ့အနေထားအလုံးထက်တာလွန်တယ်။အဲကြောင့်နယူကဆယ်မှာလက်ရှိသူတို့ခါလာပုံရထားတဲ့အနေထားကြီးကတော့ကစားသမားကြီးစက်ပြီးထိန်းထားဖို့တော်တော်လေးကိုအားသာချက်ဖြစ်သွားတယ်။အဲတော့နယူကဆယ်အနေနဲ့မပြောကောင်းမဆိုကောင်းချက်မြလိဝင်ဝင်ယူပါလိဝင်ဝင်မရခဲ့ဘူးဆိုရင်တော့မှသူတို့ကစိတ်ပူစရာမရှိဘူး။ completely သွားကန်လို့ရတယ်။ဒါပေမဲ့ဒီ player ဒီ quality တွေကအဲ့ဖလားမှာဝင်ပြိုင်ပါမလားဆိုတဲ့ချက်ရဲ့အာဆင်နယ်ကရောနယူကဆယ်တောင်းဆိုတဲ့ဤဆက်နဲ့ပတ်သက်တဲ့ပြောင်းရွှေ့ချက်ကိုပေးနိုင်ပါမလားဆိုတဲ့အချက်ကဲ တချို့ report တွေရဆိုတော့နံပါတ်ကြီးသတင်းဌာနတော်တော်များကတော့အာဆီနယ်ကပေါင်သန်း300လောက်သုံးမဲ့ပါကြတယ်ဒါပေမဲ့ကျွန်တော်ကလည်း tramer ရနေမနေ့ကလည်းပေါင်သန်း200သုံးမဲ့ဆိုပြီးတော့အတင်းရကစားမကြီးအတင်းထိုးရောင်းပြီးတော့မှပြန်ဝယ်လိုက်တဲ့တာဒကိုက်တဲ့မြင်တာဖြစ်တဲ့အတွက်ဒီတန်း300ကရောမနေ့ကလို့မဖြစ်ပါစေလို့ပဲဆူတောင်းနေရတဲ့အနေအထားအဲ့လို့ဆိုတော့တကယ်သုံးမယ်ဆိုတော့တကယ်ဝင်လို့ရတဲ့အနေထားဟိုကိုအီကီတိုက်လို့ပါလို့တခြား player ကြီးခဏထားလိုက်အောင်ဒါပေမဲ့ကျွန်တော်ကတော့ Sasco နဲ့ ်ဤဆက်နှစ်ဦးတည်းတဦးကိုရောက်စီခြင်းနဲ့ဒါမှမဟုတ်အခြားပြည့်မဲ့တွေဖြစ်တဲ့ OCman Bitter Cookie ကိုပဲပြန်လှည့်သွားမလားစောင့်ကြည့်သွားမှာပါအဲ့တော့ဒီပြိုင်ပွဲမှာတော့အာဆင်နယ်ရဲ့နံပါတ်1ပြစ်မှတ်ကဤဆက်ဖြစ်ပေမဲ့နျူကာဆယ်ရဲ့နံပါတ်1ပြစ်မှတ်ကတော့ချန်ပီယံလိဝင်ဝင်ဖြစ်တယ်။အဲ့တော့ဤဆက်ကနှွေးမှာနျူကာဆယ်မှာဆက်ရှိမလားမရှိလားဆိုတာကိုတော့အမှတ်ပေးစရာမှာနျူကာဆယ်ကဘယ်လောက်ထိအဆုံးသတ်နိုင်မလဲဆိုတာကိုတော့ရင်ခုန်စိတ်လှရှားဝယ်ရ ရီးမီးယားလိပွဲစဉ်38ထိစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုဒီကဝန်ကြီးပတ်ဝန်းကျင်ရှိုးဝလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်း6917669 3936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်မှာဖြစ်လို့ငွေပုံကိုရှာရှိမှာဘောလုံးပွဲကိုလောင်းပါဘောလုံးပွဲကြီးလုံးဝမလောင်းတက်ဆိုလို့ YouTube မှာကိုထုပ်ပေါ်ရှိုးရေးချပြီးကျွန်တော်အားပြုလို့ရပါတယ် iPad ခွင့်ကြိုးကို Sport Internet ငါးသလုံးမိတုကိုလည်းကစားလို့ရနေပါပြီ